ူတွေကတတိတတိလို့ပြောတဲ့နေရာမှာပမာရိသုံးတဲ့တတိကဒီစာပေကျမ်းကမှာမြတ်စွာဘုရားဟောတဲ့တတိနဲ့မတူနော်တတိနဲ့မတူဘုရားဟောတဲ့တတိလို့ဆိုတာကောင်းတဲ့ဘက်ဖက်ကြီးယူတာဟောဥမာမဲ့တခိုးကလည်းခိုးရမှာတတိရတာလို့သူ ဖတ်တဲ့ပစ္စည်းတတိရတာအဲ့ဒါမျိုးတွေမပါဘူးအကုသိုလ်နဲ့ပတ်သက်တဲ့အရာတွေကိုမပြောဘူး တတိဆိုတာဘာရောကိုယ့်ဘဝမှာကောင်းတာတွေလောက်ရမှာ ਨੇ ပတ်သက်ပြီးတော့မမေ့မလျော့တာဟောကျန်တာတွေကြတော့မေ့လျော့တယ်လို့ပဲခေါ်တယ်တတိလွတ်နေတယ်လို့ပဲခေါ်တယ်ဥမာမဲ့အပျော့ပါလိုက်စားတယ်သေလာဟာလာတတိကုန်ချိန်ကုန်နေတော့ပျော့သလိုနေတယ်ပျော့ဝှက်ရှင်မွဲတွေ ਨੇ နေတယ်ကိုလုံးတဲ့လောက်တိုက်တာတွေကို ပေးနေတယ်ဆိုရင်အဲ့ဒါတတိမေနေတယ်လို့ပဲခေါ်တယ်။ဒါမတူတတ်ဘူးပေါ့။ဒီတတိကကုသကောင်မှုလုပ်ဖို့တတိရတာကိုအကျိုးရှိတာကကုသကောင်မှုကမကိုအကျိုးပေးဘူး။ဆိုလိုတာကတော့ကိုအကျိုးရှိမဲ့ကိစ္စအပေါ်မှာအမှတ်ရတာကိုတတိနော်။ကိုအကျိုးရှိမဲ့ကိစ္စနဲ့ပတ်သက်ပြီးအမှတ်ရတာတတိအဲ့ဒီတတိနဲ့အမှတ်ရပြီးတော့စဉ္ညေတုံတရားရှိတာကတပ္ပစဉ္ညာ အဲ့ဒီနှစ်ခုကပေါင်းဆက်တာ